2025ခုနှစ်မေလ23ရက်နေ့တောက်ကြနေနန်နဲ့ဂျိုရုမြားမှတိုင်းတာချက်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့လေပြာနေရာရောက်ဖို့မှမုန်တိုင်းဖြစ်လာနိုင်မှုအခြေအနေများကိုကျွန်တော်ဆက်လက်လေ့လာ ခမိုင်းရင်းနဲ့မုတ်တုံလေစီးကြောင်းကနေပြီးတော့မှမြမကံယူရန်ကိုရေလှိုင်းတွေဘယ်လိုရိုက်ခတ်မလဲဆိုတာနေလာမှာဖြစ်ပါတယ်ဖြစ်နိုင်ခြေမုံတိုင်းကြောင့်မြမကံယူရန်လှိုင်းကြီးမဲ့တတိပေးချက်ဦးသေးတင် မိုးစလဘလော့ကဘင်္ဂလားပင်လယ်အော်မှာဖြစ်နိုင်ခြေမုန်တိုင်းကြောင့်မြန်မာကန်ယူလမ်းမှာဘလို့လှိုင်းကြီးနိုင်မလဲဆိုတာမေလ23ရက်ကနေမေလ30ရက်နေ့အထိအခြေအနေကိုဦးသေးတင်ကခန့်မှန်းတင်ဆက်ထားပါတယ်အမြင့်ပေအတော်တန်ရှိတဲ့လှိုင်းကြီးနိုင်တဲ့အနေအထားရှိတာကြောင့်ကန်ယူလမ်းမှာအလုတ်လုတ်ကင်သူတွေခီးသွားတွေတတိထားဖို့ကိုလည်းဦးသေးတင်ကအတိပေးထားပါတယ် မြန်မာမိုးစလာဘက်ကလည်းဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျက်ရှိသည့်အကောင်သောလေပြင်းအားနှင့်ရဝန်း၏အချိန်ကြောင့်လွှင့်ဆင်လာသည့်အကောင်သောအပူပြန်တက်တိမ်တိုက်များကြောင့်၎င်းအရှိတ်ဘက်မှဝင်ရောက်လာနိုင်သည့်လေပွေလိုင်းများကြောင့်၎င်းအနောက်တောင်မုတ်တုံလေဆက်လက်ဝင်ရောက်လာမှဥကြောင့်၎င်း ယနေ့မှစ၍စွန်လ၄ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်ကျွန်တော်တို့ခါမှတွေ့ရှိရပါတယ် ၂၉နှစ်နေရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ဘလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီပြားနဲ့ရဝန်းဟောင်းတနာယီမိုင်45မိုင်ကျော်ပြီးတော့မိုင်90ဝန်းကျင်နဲ့မုံတိုင်းစတင်ဖြစ်နိုင်တယ်လို့ကမ္ဘာသင်္ဘောအာမကန်နေအသုံးပြုတဲ့ပုံတည်နီးရသတိပေးတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီအခြေအနေကရှိတဲ့ရေလိုင်းကိုကြည့်မယ်ဆိုရင်ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာအမြင့်ပေ16ပေရှိတဲ့ရေလိုင်းကြီး ကျေပြန့်စွာဖြစ်ပေါ်ပြီးတော့အရာဝီနဲ့ရခိုင်ကမ်းရိုးတမ်းဘက်ကိုစတင်ရိုက်ခတ်နိုင်တဲ့အနေအထားကိုခမတွေ့ရှိရပါတယ်။ကမ္ဘာပင်လယ်ကူးကျင်းပအာမခံလုပ်ငန်းတွေရဲ့ပုံတင်နည်းအရ28ရက်နေ့ဗုဒ္ဓနေ့မှာတော့မုံတိုင်းစဖြစ်လာတဲ့အနေအထားနဲ့တူအိန္ဒိယကမ်းရေဘက်ကိုတဖြည်းဖြည်းနဲ့ချင်းကပ်သွားတာကိုတိုင်းတာရရှိပါတယ်။မြမကမ်းရိုးတမ်းတလျှောက်တိုက်ခတ်ပြီးတော့မြမပြည်အလဲပိုင်းမန္တလေးကျော်တဲ့အထိ လေစီကြောင်းတိုက်ခတ်တာကိုကျွန်တော်တို့ခံမှလို့ရပါတယ်။ပြင်းထန်လာတဲ့လေစီကြောင်းတိုက်ခတ်မှုကြောင့်မလို့28ရက်နေ့ဗုဒ္ဓနေ့မှာဆိုလို့ရှိရင်အမြင့်ပေ16ပေနဲ့ရေလိုင်းများဟာအရာဝတီနဲ့ရခိုင်ကမ်းရိုးတန်းကိုစတင်ရိုက်ခတ်နိုင်တဲ့အနေအထားရှိတဲ့အကြောင်းမလို့ကမ်းရိုးတန်းနေထိုင်သူများကမ်းရိုးတန်းအနီးလောက်ကင်သူများကမ်းဝေးလောက်ကင်သူများသွားလာသူများအားလုံးကြိုတင်ပြင်ဆင်နိုင်ရအတွက်အပြည့်အဝ ကိုမြစ်တာရက်ခံပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့တနာယူမိုင်60ဝန်းကျင်နဲ့ဖြစ်လာနိုင်တဲ့မုန်တိုင်းဟာအိန္ဒိယကမ်းခြေကိုစတင်ပြီးတော့ချင်းကမယ်လို့ကျွန်တော်တို့ကနအူသုံးသပ်သလိုပဲမုန်တိုင်းကဆွဲတွန်လိုက်တဲ့ရေခွေ့လေစီးကြောင်းဟာဆိုလို့ရှိရင်တော့မြန်မာပြည်အထက်ပိုင်းသားအထက်ကိုရောက်သွားနိုင်တယ်လို့ကျွန်တော်တို့အမှန်တွေးရှိရပါတယ်။တိုးလီစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့ အရာဝတီတိုင်းနဲ့ရခိုင်ကမ်းရိုးတန်းတွေမှာဆိုလို့ရှိရတော့16ပြည်အမြင့်ရှိတဲ့ရေလိုင်းတွေစတင်ပြီးတော့ရိုက်ခတ်နိုင်တဲ့အနေအထားကိုတိုက်တာချက်တွေရသမန်းလို့ရရှိပါတယ်။ထို့အတူပဲ30ရက်နေ့မှာလည်းထိုရေလိုင်းရိုက်ခတ်မှုဟာကျဆင်းမသွားပဲနဲ့ဒုံးလေးရဲ့စတိုင်ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးနဲ့အရာဝတီတိုင်းကိုရိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ကမ်းရိုးတန်းနေထိုင်သူများနဲ့သွားလာသူများအထူးတတိထား ပြင်ဆင်ကြဖို့ဒီနေရာကမျက်စာရက်ခံပါတယ်ကျွန်တော်တို့ဒီကနေ့23မေလကနေပြီးတော့မှ28မေလအတွင်းကိုမောက်တုံလေးစီးကြောင်းတဲ့အတူဖြစ်ပေါ်လာတဲ့အပူပိုင်းမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်မြမပြည်အနှံ့အပြားမှာမိုးရရင်6လမရရှိနိုင်ပြီးတော့ရန်ကုန်တိုင်းအရှိပဲပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆိုလို့ရှိရင် တော့မိုးရရင်14လမလောက်ထိရနိုင်တဲ့အနေအထားရှိပြီးတော့အခြား တိုင်းနဲ့ပြည်နယ်တွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မိုးပေါ်ကကျလာတဲ့ရေတရာဆိုလို့ရှိရင်လည်းမလင်လှုပ်ထားလို့မြေထဲကိုစိတ်မဝင်နိုင်ပဲနဲ့မြေပေါ်ကနေပြီးတော့စီးမှဖြစ်တော့ကြောင့်မို့ရုတ်တရက်ရေကြီးခြင်းများဖြစ်နိုင်တဲ့အတွက်လိုအပ်တည်များကိုပြင်ဆင်ထားကြပါရ။ကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကအတူပြပေးပါရယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုအသံဖိုင်ကို Telegram မှာလည်းသွားရောက်ပြီးတော့ MP3 နဲ့ဒေါင်းပြီးတော့မိမိတို့မိတ်ဆွေများကိုချက်ဝင်ပေးလိုက်ကြပါကျေးဇူးတင်ပါတယ်